မင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာက DVB မှာဖော်ပြထားတဲ့အဆောင်မရှင်ထွန်လင်းရဲ့စိတ်အာနာရှင်ကိုစိတ်ကူးမရင်နဲ့ဆိုတဲ့အဆောင်ပါဖြစ်ပါတယ်ဖျားပြင်းငလျင်ကြီးကထောင်ထဲချီတဲ့လူသက်တွေကိုမိနစ်ပိုင်းတွင်တမလွန်ပုတ်ပစ်လိုက်တာဆိုတော့ငလျင်ဘေးနဲ့ခက်ဝေးဝေးမှရှိနေတဲ့မြမပြည်သူတွေ shock ဖြစ်ကုန်ပါတယ်စကိုင်းငလျင်ကြီးကြောင့်ဘန်ကောက်ကစောက်လက်စအထက်မြင့်ကြီး ပုံလျက်ပြိုကျတဲ့အထိညံနှုံးမြင့်ဖြစ်အားပြင်းခဲ့တာကြောင့်စကိုင်းမှာဗဟုပြိုးတဲ့ငလျင်ဗက်နဲ့ကြောင်ပန်ကောက်သည့်တရားမှုပြင်းရတာလဲလို့လူပြင်းတွေးတွေးကမြင်တတ်ခဲ့ရပါတယ်နာကိမုံတိုင်းတုန်းကလူသိမ့်နဲ့ချီတေဆုံးခဲ့တယ်ဆိုပေမဲ့အဲ့ဒီချိန်ကအွန်လိုင်းမီဒီယာအာမကောင်သေးတာကြောင့်အဖြစ်ဆိုးတွေကိုကွက်ကွက်ကွင်းကွင်းမြင်ရတာမျိုး သိမ့်နေခဲ့ပါတယ်။နာကိမှွေခဲ့တဲ့2008ခုနှစ်တုန်းကရန်ကုန်မှာတောင် အပတ်စဉ်ထုံဂျာနယ်တွေခနေနေရပါပြီးတော့စစ်အာဏာရှင်တို့ရဲ့လုံနီးလောက်ဟန်တိုင်းနာဂစ်ဂျန်ခဲ့တဲ့ဒေတာတွေစီတရင်တပားတွေကိုအဝင်မခံခဲ့တာကြောင့်ခိုးကြောင်ခိုးဝဲဝင်တိုးတိုးတိတ်တိတ်သတိကြီးကြီးထားမှတ်တမ်းတင်ဒါပေမဲ့ရေးသမျှနာဂစ်တန်တဲ့အဖြစ်သနစ်တွေကို စာပေစီစစ်ရေးတွေက ခုတ်ထွင်ဖြတ်တောက်ပြစ်လိုက်တာကြောင့်ပြည်သူတွေမျက်စိအောင်ဂျာနယ်တွေ ရောက်တော့ တရင်နဲ့ဓာတ်ပုံ ပါတယ်ဆိုုံပေါ့အခုစကိုင်းငလင်ကြီးကြတော့ online media တိတ်အားကောင်းတဲ့ကာလမှုညံနှုံးမြင့်အလျင်နဲ့အဖြစ်ဆိုးတွေက Facebook စာမျက်နှာပေါ်စစ်ဆေးမေးမြန်းခုတ်ထစ်ခံရခြင်းမရှိဘဲတန်းရောက်ခဲ့ပါတယ်။တာကြီးတာကြီးတွေပြိုကျလာတဲ့ရုပ်တံဖိုင်တွေငလင်လှုပ်လှုပ်ပြေးကျလွှားကျတာတွေအလျင်ဘေးကနေပြေးလွတ်ခဲ့တဲ့ပြည်သူတွေကမှတ်တမ်းတင်ကလိုင်းပေါ်သို့ချက်ချင်းတင်ကြ ကြုံခဲ့တဲ့သူတွေမပြောနဲ့ online ပေါ်ကနေမြင်ရသူတွေတောင်းစော့ဖြစ်ကြရပါတယ်စစ်အာဏာရှင်တွေရဲ့ထုံးစံတိုင်းမလျင်စိုးကြီးကြောင်အတိဒုက္ခရောက်နေကြတဲ့ပြည်သူတွေရဲ့ဘဝနဲ့စစ်ကောင်စီစီမံခန့်ခွဲနိုင်စွမ်းမရှိတာတွေမလျင်ဘေးသင့်အကူအညီပေးနေသူတွေပေါ်စစ်ကောင်စီအနောက်ရှက်ပေးနေတာတွေကိုနိုင်ငံတကာမီဒီယာပလက်ဖောင်းတွေပေါ်စလုံးငယ်ကြီးနဲ့တက်လာမှစိုးတာကြောင့်နိုင်ငံခြားသတင်းတောက်တွေကိုပြည်တွင်းအဝင်မခံခဲ့ပါဘူး လက်ကိုစရာအခက်အခဲကြောင့်ဝင်ခွင့်မပြုခြင်းဖြစ်ကြောင်းစစ်ကောင်စီရဲ့အကြောင်းပြချက်ကဖြစ်သလိုနေတဲ့စားတတ်တဲ့တရင်တောက်တွေအတွက်ဟာတာကိုဖြစ်လို့ပေါ့ဘလိုပဲဖြစ်ဖြစ်စကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်ကြောင်မတ်ဖွဲ့အပျက်စီးပုံကြီးကိုငေးကတိုင်းပြည်ရဲ့အနာဂတ်တွေတနတ်တွေကိုငိုက်ဆိုင်ချပြည်စုံဆွေးနွေးအဖြစ်ရှာကြဆိုတဲ့သပြပြမျော်လင့်ချက်တချို့လည်း ထွက်ပေါ်ခဲ့ပါတယ်။ NUG အစိုးရကငလင်းဒန်သင့်အကူအညီပေးရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ဘေးသင့်ဒေသတွေနဲ့ဆက်ဆက်ခရိုင်တွေအတွင်းခုခံကာကွယ်စစ်ကလွယ်လို့ထိုးစစ်အားလုံးကိုမတ်30ရက်ကစပြီးနှစ်ပတ်တာအပြည့်ရမယ်လို့ကြေညာလိုက်တဲ့ချိန်မှာအစိုးရကကောင်းတွေအုပ်လိုက်ချီလာနိုင်မလားဆိုတဲ့နိုင်ငံရေးမျှော်လင့်ချက်ပါပါတချို့တချို့တွေရဲ့ကြားအယောင်လဲလာပါတယ် မတ်30ရက်ကပြုလုပ်တဲ့မြန်မာနဲ့ထိုင်းလင်းဘေးဆိုင်ရာအာဆီယံနိုင်ငံကြားရေးဝန်ကြီးတွေရဲ့အထူးကြီးပေါ်အွန်လိုင်းစီဝေးမှာစင်ကာပူနိုင်ငံကြားရေးဝန်ကြီးကမြန်မာဟာငလင်းကြောင့်တည်ရှင်ရေးကာလရောက်နေတဲ့အတွက်ချီချီရောက်ရောက်အပြစ်ခတ်ရက်ပြီးအသက်ကယ်တင်ရေးနဲ့ငလင်းဘေးတင်ကုညီရေးတွေပေါ်မှာအလုံးစုံအာယုံစိုက်တင်တယ်လို့ဆိုပါတယ်။ဒါဟာငလင်းကြောင့် အပြစ်ရချင်းအားနေတဲ့ဆင်းအွေးဆုံဆွေးနွေးအပြေရှားရေးထိဆက်သွားနိုင်မလားလို့အာဆီယံနိုင်ငံကြားရေးဝန်ကြီးတဦးရဲ့မြမရေးအာဆီယံဘုံသဘောတူညီချက်၅ရက်ပေါ်စိတ်ကူးရှင်ကြီးမိပုံပါနောက်ပိုင်းညီနောက်မဟာမိတ်သုံးဘွဲကလည်းအလှတာတစ်ဖက်သက်အပြစ်ရချောင်းဧပြီတရက်မှာထုတ်ပြန်ပါတယ်အပြိုရဲတာလည်းဘာမှ ရှိပုံမပေါ်တဲ့မင်းအောင်နိုင်ကတော့ပြက်ပြက်သားသားပါပဲ အပြစ်မရက်နိုင်စက်တိုက်မယ်လို့ဧပြီတရက်မှာကြုံဝါခဲ့ပါတယ်။ဒါပေမဲ့ဧပြီနှစ်ရက်ကြာတော့သုံးပတ်ကြာယာယီအပြစ်ရက်မယ်လို့စစ်ကောင်စီကကြေညာတာကြောင့်အပြစ်ရက်ချင်းမှသည်နောက်ထပ်ခြေလန်းတလန်းစီတို့နိုင်ငံရေးအကောင်းမြင်မှုတွေခက်သက်သက်ရှိလာပြန်ပါတယ်။ဧပြီ3ရက်မှာပဲကုလတွင်းရွေးမှုချုပ်ကအပြစ်ရက်ကြေညာချက်တွေကိုကြိုဆိုလိုက်ပြီးနိုင်ငံရေးစကားဝိုင်းတစ်ခုကိုအစာပြုဖို့ နိုင်ငံတွေကိုပြန်လွှတ်ပေးဖို့အလုံးပါဝင်တဲ့နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခုဦးတည်ချဖို့တိုက်တွန်းလိုက်ပါတယ်။ဥရောပသမဂ္ဂကလည်းအပြည့်အစုံညညာချက်တွေကိုကြိုးဆိုကြောင်းဧပြီ3ရက်မှာပဲထုတ်ပြန်လိုက်ပါတယ်။ဒါ့ပြင်မဲ့စစ်ကောင်စီကအပြည့်ရက်မထုတ်ပြန်ခင်အပြည့်ရက်ထုတ်ပြန်ပြီးနေမကူထုံးစံမပြည့်ပြစ်နေခတ်နေဘုံကျဲနေပြန်တော့ နိုင်ငံတကာအမြင်ကောင်းယုံစာရွက်ပေါ်အပြစ်ရိုက်လိုက်မှပေါ်လွင်နေပါတယ်။အလင်းလှုပ်တဲ့မတ်လ28ရက်ကနေဧပြီလ24ရက်ထိစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ကတ်မှုစုစုပေါင်း349ကြိမ်ရှိခဲ့ပြီးတော့ယာယီအပြစ်ခတ်ရဲစဲကြောင်ပြင်ညာပြီးနောက်တိုက်ခိုက်မှု186ကြိမ်ရှိခဲ့ကြောင်း TVB ကထုတ်ပြန်ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်သေဆုံးသူဟာ264ဦးနဲ့ဒဏ်ရာရရှိသူ929ဦးရှိကြောင်း DVV စာရင်းကဆိုပါတယ်။စစ်ကောင်စီရဲ့တိုက်ခိုက်မှုအကြမ်းကြီးကို ကြည့်လိုက်ရင်မလျင်ဘေးတင်ချိန်မှာလဲပုံမှန်နှုံတိုင်းပဲတိုက်မြဲခိုက်မြဲတက်မြဲဖြစ်မြဲဖြစ်ကြောင်းပေါ်ပြနေပါတယ်။ဒါပြင်မလျင်လှုပ်ပြီးစနေရက်အကြာဧပြီ6ရက်မှာချင်းပြည်နယ်ရဲ့ဒုတိယမြို့တော်ဖလန်းမြို့ကိုချင်းညီနောင်ကတိမ့်ပိုက်လိုက်ခြင်းနဲ့ဧပြီ9ရက်မှာ မြင်းတော်မျိုးကိုဒေါ်လာရစ်တက်တွေအပြီးအပြက်သိမ်းလိုက်ခြင်းကမိလောင်နေတဲ့နေပြည်တော်စစ်ဘိုလ်ချုပ်တွေရဲ့အုံနောက်ထဲတက်စီလောင်းလိုက်သလိုပါပဲဒါပေမဲ့ဧပြီ18ရက်လက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကမရောက်နိုင်တဲ့ဘန်ကောက်မှာတွေ့ဆုံပြီးငလင်းဘေးတင်ပြည်သူစာနာမှုအကူအညီကြီးထီရောက်ရောက်ဘေးနိုင်ရေးအပြည့်ရဖို့လိုကြောင်းနားချခဲ့ပါသေးတယ်အခြေထူပြီးသားမရောက်နိုင်ကတော့ထုံးစံမပြည့် အေးဆေးဘုံကျဲမပြက်လက်နက်ကြီးနဲ့လည်းပြစ်ခတ်မပြက်နောက်ထပ်လည်းအပြည့်ရတတန်းဧဘရ3ရက်ထိထတ်တိုးကြောင်းဂျင်းညာပြလိုက်ပြန်ပါတယ်စေကောင်းစီကပြစ်စရာရှိတာပြစ်ခတ်ပြီးသူလုံးစရာရှိတာကိုဆက်လုံနေပါတယ်စေကောင်းစီရဲ့အလုတ်ကတော့ပြည်သူမပေးတဲ့အာဏာတတ်ဆိုးရှိရေးငလျင်ကြောင့်ပြည်သူဘလောက်တည်တည်ခြိခိုက်ပျက်စီးမှုတွေဘလောက်ကြီးကြီးရွေးကောက်ပွဲလုံးဝမပြတ်စေရေး ဧပြီပထမပတ်တွင်ဘန်ကောက်မှကျင်းပတဲ့ဘန်စတက်အစည်းအဝေးတက်ရောက်စဉ်ဒီဇင်ဘာမှာရွေးကောက်ပွဲပြုလုပ်မယ်လို့ဒေတာရင်းခေါင်းဆောင်တွေကိုမင်းအောင်လှိုင်ပြောကြားခဲ့ုံနဲ့မကဧပြီ၈ရက်မှာလဲရွေးကောက်ပွဲကော်မရှင်ကထက်လောင်းအတည်ပြုမြန်မာနိုင်ငံရေးကိုသဘဲဝိုင်းပေါ်မြင်လို့တဲ့အကောင်ရှာနေသူတွေအတွက်စစ်အာဏာရှင်တွေပေါ်စိတ်ကူးမယင်မိဖို့တတိပေးလိုက်ပါတယ် စစ်ကောင်စီယူကောက်ပွဲဆိုတာပြည်စုံဆွေးနွေးအဖြေရှာရေးရဟိုဘက် အာဆီယံမူ9ရက်နဲ့လဲစန့်ကျင်ဘက်ယူကောက်ပွဲဆိုတာစစ်အာဏာရှင်စနစ်သဆိုးရှည်ရေးအတွက်စစ်ကောင်စီစိတ်ကူးရှင်နေတဲ့တကားတစ်ချက်ပါအခုအရေးသားကိုအဆုံးသက်ရမယ်ဆိုရင်တော့ဆရာတကုံးတာယာရဲ့မေဝိတ္ထုတဲကစကားတစဖြစ်ခနေရောက်လာပါတယ်အကောင်းမှုရှာဤအကောင်းကမရှိတော့ မပြည်သူပြည်သားပေါင်းလည်းအများဆုံးအေချမ်းသာရလွတ်လပ်ပြီးတော့ကိုယ်စိတ်နှဖျားစမ်းမချမ်းသာဆွမ်းနံပါစေကြောင်းစုမုံကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ